င်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့တနစ်တာတည်င်းအတူတွေစုစည်းပြီးတော့တင်ဆက်ပေးနေတဲ့ကိုစီတည်င်းနဲ့အထွေထွေ YouTube Channel ကနေကြိုဆိုပါရစေပထမဆုံးတည်င်းနေနေတော့ Masla 24ရက်နေ့နနက်တနာရီအချိန်ပြည်မြို့အုံတော်လန်းအတွင်းရှိနေရင်တလုံးတွင် AA နဲ့ PDF တပ်ဖွဲ့များဝင်ရောက်တဲခိုနေတဲ့ဆိုတဲ့တည်င်းကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းရင်းပစ်ခတ်မှုအတွင်အဆိုပါနေရာတွင်ရောက်ရှိနေသည့်နတ်တလင်းမြို့ရွာမရက်ွက်ရွာမလမ်းမှနေထိုင်သောဗိုလ်မှူးအောင်မိုးတူကိုစစ်ကောင်စီတပ်သားများက မှာရင်ပြစ်ခတ်ခဲ့ပြီးသေဆုံးခဲ့ကြောင်းသိရတယ်။တရင်မှာပေးခံရတယ်လို့သိရတယ်။အိမ်ထဲမှာစစ်တပ်ဗိုလ်မှူးရှိနေတာကို AA နဲ့ PDF တွေအဲ့ဒီအိမ်ထဲမှာရောက်နေတယ်ဆိုပြီးတရင်မှာပေးလို့ဝင်စီးပြီးပြစ်ခတ်တာလို့သိရတယ်။ဗိုလ်မှူးအောင်မျိုးတူကပြည်သာတိမဟုတ်ဘူး။နှစ်တလင်းဘက်ကလာတဲ့ဗိုလ်မှူးဟုစစ်ရေးတရင်မြင့်ကရှင်းပြတယ်။ထို့တော့မှိုင်းပြက်ခတ်မှုဖြစ်ပွားပြီးနောက်အကျန်းဖက်စစ်ကောင်စီတပ်သားများကအရက်သားလူငယ်တချို့ကိုဖမ်းဆီးထားပြီးလက်ရှိအချိန်ထိအဆက်အသွယ်ပြတ်တောက်နေကြောင်းဒေတာနေပြည်သူများကနေပြောဆိုလိုက်ပါတယ်နော်ဝစ်ဆိုတာ မော်တာမလို့ဘူးအော်တိုလဲပါတယ်အဲ့တော့တီတူပုံရုပ်မာတဲ့အရာတွေကသူတို့အချင်းချင်းကြားမှာဟင်းတာအကိုတောင်ပြက်ခဲ့တယ်လို့ပဲဂျိန်းတွေပြက်ပါလိမ့်မယ်နော်အခုဆိုရင်သူတို့ရဲ့ကြမောင်သူတို့ကိုယ်တိုင်ဖန်တီးတဲ့အဆင့်တိဖြစ်လာပြီအဲ့ဒါပြည်သူဂျိန်းစာတွေပါအင်မတန်ကြောက်ဖို့ကောင်းပါတယ်ဘာဖြစ်ဆိုတော့ဒီအေဂျင့်တင်ငိန်နေတဲ့တိုင်းပြည်ကိုအာနာသိမ်းလိုက်ပြီးတော့အခုလိုမျိုးတွေးတန်တရရဖြစ်အောင်လှုပ်လိုက်တာဒီဒီတိုင်းပြည်မှာနေထိုင်တဲ့ပြည်သူတွေထဲမှာတီလတမာတိနဲ့ပြည့်စုံတဲ့ရဟန်းရှင်လူပြည်သူတွေလည်းအများကြီးရှိပါတယ် အဲ့ဒီဒူတွေရဲ့ကြားခဲ့တဲ့မြည်ရဟာတစ်ချိန်ကျရင်ပြန်ပြီးအကျိုးပေးပါလိမ့်မယ်ဒါဟာတစ်ချိန်တော့မဆောက်ဘဲနဲ့အခုစအကျိုးပေးလာတဲ့သဘောပါပဲအဲ့တော့လောက်ခဲ့တဲ့ဒူတွေအတွက်တံပြန်တဲ့အကျိုးတော့ခံရမှာဟုတ်ကဲ့ဒုတိယတင်မျိုးကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့စကိုင်းတိုင်းတန့်ဆယ်မြို့နယ်တွင်စစ်တပ်ကကြေးရွာများကိုစစ်ကြောင်းထုတ်မီးရှို့ဖျက်ဆီးပြီးပြည်သူ၄ဦးကိုတပ်ဖြတ်ကပြည်သူ80ဦးဝင်းကျင်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားကြောင်းဒေတာနေပြည်သူများကပြောဆိုသည် အကြံဖက်စစ်တပ်ကမတ်လ23ရက်နေ့ချောင်းဆောင်ရွာကိုဝင်ရောက်မိချို့ဖျက်ဆီးပြီးနောက်ချောင်းဆောင်ရွာမှာပြည်သူတအုပ်ကိုလည်းတက်ဖြတ်တွားခဲ့ကြောင်းထို့နောက်ဖလန်ချန်ရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်းကပြည်သူ80ဦးဝင်းကျင်ဘက်ကိုဖမ်းဖမ်းဆီးခေါ်ဆောင်တွားကြောင်းဖလန်ဆိုင်ကျေးရွာမှာပြည်သူတအုပ်ကိုလည်းစစ်တပ်ကတက်ဖြတ်တွားခဲ့ကြောင်းချောင်းဆောင်ရွာနှင့်ဖလန်ချန်ရွာတို့သည်ကက်လျက်ကျေးရွာများဖြစ်ကြောင်းသိရှိရပါတယ်ဖလန်ချန်ရွာကပြည်သူ80လောက်ဖမ်းဆီးခေါ်တွားခံရတဲ့ရွာအလူတရားပွဲကိုဝင်ဖမ်းတာလူကြီးလူငယ်အမျိုးသမီးအစုံပဲ အတက်ခံရတဲ့ပြည်သူတွေကတော့ရွာထဲမှာပဲနှိမ့်ဆက်သွားပြီးတက်သွားတော့ဟုတ်ဒေတာပြည်သူတူကပြောဆိုပါတယ်အဲ့တော့ကျွန်တော်တို့ကလက်ရှိဖြစ်နေတဲ့ပုံစံကနော်နှစ်နိုင်ငံစစ်ဖြစ်ရင်တောင်မှတစ်ဖက်နိုင်ငံကလူသားချင်းစာနာထောက်ထားတဲ့စိတ်တွေရှိပြီးတော့ကလေးတို့အမျိုးသမီးတို့စတဲ့အပေါ်တွေမှာအခုတို့စည်ရေးပြတ်မှတ်တာအနိုင်ကျင့်တက်ပြတ်နှိမ့်ဆက်တာတွေဖမ်းဆီးတာတွေလုံးမမဟုတ်ပါဘူးဒါပေမဲ့လို့ကိုယ်တိုင်နိုင်ငံတဲတာအချင်းချင်းဆိုတဲ့ကောင်တွေရဲ့လက်ထဲမှာ အတက်ရွယ်ကြီးရင်နေတဲ့အဖိုးဖွားတယ်မပြင်းနိုင်တက်ခံထိတယ်အရွယ်မြောက်သေးတဲ့ကလေးတငယ်တယ်တက်ခံထိတယ်အခုအာနာတိမ်မီတွေကဒီနေ့ချိန်ထိတော့တက်ကြီးနဲ့ဒီတက်ငယ်ကလေးတငယ်အပါအဝင်တေဆုံးခဲ့ရတဲ့ပြည်သူဟာထောင်ချီးနေပါပြီအဲ့တော့ဒါတွေအားလုံးဟာပြည်သူကိုအကြမ်းဖက်နေတဲ့အာနာယူအကြမ်းဖက်ဓမ္မတွေရဲ့လောက်ရပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့က ဘယ်တော့မှပြည်သူခုခံတွန်းလှန်စစ်ကိုရပ်တန့်မှာမဟုတ်ဘူးဆိုတာဒီအချက်ကြီးတာပေါ့ဖြစ်ပါတယ်။ Okay နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့ Masla 18ရက်နေ့ညနေ3:20မိနစ်အချိန်ပခုတ်ကူမြို့မှပကန်းမြို့တို့ထွက်လာတဲ့အင်အား20ဦးပျော်ပါဂျမ်ပါတက်ဆင်ထားတော့ရှေ့ပြေးကားတစီးကိုပခုတ်ကူရေစကြိုလမ်းပိုင်းတနေရာတွင်ဂျားပြတ်တိုက်ခိုက်ခဲ့ရာကားပေါ်ပါစစ်သား14ဦးထက်မနည်းတေဆုံးပြီးဒဏ်ရာရရှိသူများလည်းရှိကြောင်းရင်းတေဆုံးသူများတွင်တပ်မတရားနဲ့တင့်မှတက်ကြည်နိုင်လင်း ခလာရ1 3 5တိုက်ရင်မှတက်ကြကြီးနေဝင်းခလာရ1 5ကိုတိုက်ရင်မှတက်သား2ဦးနှင့်မကွေးတိုင်းလှုပ်ရှားရဲတပ်ဖွဲ့မှရဲစဲဦးတို့ပါဝင်ကြောင်းတိရကားကိုတင်းဖြက် RPG နဲ့ရှစ်တက်ကနေပြစ်တာကားထဲဖောက်ဝင်ပြီးနောက်ခန်းထဲမှာပောက်ကွဲတယ်ပြီးတော့40မမဘုံတုံးလုံးနဲ့ကားထဲကိုကွက်တိကြအောင်ပြစ်ထက်နိုင်ခဲ့တယ်ပြီးတော့လက်နက်ငယ်တွေနဲ့ပါဝိုင်းပစ်တာကားကိုစီနီမီသိမ်းပိုင်းဖို့လှုပ်တဲ့အချိန်မှာကျွန်တော်တို့တပ်ဖွဲ့ရဲ့စစ်ကြောင်းမှုကလက်နက် error တက်ပြီး ထိခိုက်ဒဏ်ရာရရှိသွားလို့လူအတက်ထက်ဘာမှတန်ဖိုးမရှိဘူးဆိုပြီးပြန်ဆုတ်လာခဲ့လိုက်တာဟုစောက်တန် YSO PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြားလိုက်ပါတယ်ဒါကတော့အမှန်ပါပဲကျွန်တော်နှစ်ဖက်မှာတော့ဘလောက်ပဲအောင်မြင်မှုတွေရှိနေပါစေကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်မှာလူအတက်ထက်ဘာမှတန်ဖိုးမထားခိုင်းပါဘူးဒါကကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်အချမ်းပါပါဒါပေမဲ့အကြမ်းဖက်အာဏာသိမ်းတဲ့စစ်ကောင်စီဘက်မှာတော့မေးကြည့်လိုက်ပါနော်ရှေ့တန်းမှာလက်နက်မပါဝါမဲ့တိုက်ရင်ကိုပြန်ဝါကြည့်ပါ အ ਨੇ ဆုံးကမမေးသုံးချက်မေးသုံးချက်ပဲဒါတက်ညာဆုံးပြစ်ဒဏ်အဲ့ထက်ဆိုရင်ပြစ်တက်ခံထိတဲ့ရဲဘော်တွေတောင်ရှိတယ်လို့ကြားတိရတယ်အဲ့တော့နှစ်ဖက်မှာနော်ဘယ်သူတွေကလူသားဆန်တယ်ဘယ်သူတွေကတကက်အရင်ဆိုင်နေတယ်ဆိုတာအထာတွေကြည့်ချင်းအပြင်တိနိုင်ပါတယ်အဲ့တော့စစ်တပ်ဘက်မှာ COC ကောင်းတယ်ဆိုတာကဟို COC တော့ကောင်းမှရဲ့ဒါပေမဲ့အဲ့ဒီ COC ကောင်းမှုတွေအဲ့လိုလူမဆန်တဲ့လောက်ရက်တွေနဲ့ထိန်ချုပ်ထားတယ်ဆိုတာကိုလည်းကျွန်တော်တို့ကပြန်ကြည့်ဖို့လိုတယ်ဒါကြောင့်မလို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်မှာ COC ရဲ့စစ်တပ်လောက်မကောင်းဘူးလို့ပြောနေကြတာကျွန်တော်တို့လည်းတိပါတယ် ဒါပေမဲ့လို့တော်လိုင်းအင်အားစုတွေဘက်မှာမိသားစုစိတ်ဓာတ်ညီကိုမောင်နှမစိတ်ဓာတ်တွေးတောက်ညီကိုစိတ်ဓာတ်တွေနဲ့ကျွန်တော်တို့ကတော်လိုင်းရေးကိုအတူတကွလက်တွဲပြီးတိုက်ပွဲဝင်နေကြတာနော်လူတက်တဲ့ဘာမှတန်ဖိုးမထားဘူးဆိုတဲ့ခေါင်းစဉ်ကိုတင်ထားတယ်ဒါပေမဲ့လို့အာနာတိုင်းနဲ့စစ်တပ်ဘက်မှာ COC ကောင်းနေဆိုတာကအခုလိုမျိုးတလိမ့်ဆန်ဝါဒကြီးနိုင်ငယ်ညင်း เนาะဒီလိုမျိုးမတရားတဲ့ဝါထတွေနဲ့အပေါ်ကနေအုတ်ထုတ်ပြီးတော့ COC ကိုထိန်းထားတာဖြစ်ပါတယ်အဲ့တော့ကွာမှုကအဲ့ဒီကွာမှုဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံတဝန်းဖြစ်မနေတဲ့တိုက်ပွဲများတွင်မြန်မာစစ်တပ်ဘက်ကစစ်အနိုင်မရနိုင်တော့ကြောင်းထိုင်းလွတ်တော်တွင်ပြုလုပ်ခဲ့တဲ့နယ်စပ်လုံခြုံရေးရာဆိုင်ရာဇွန်းနေပွဲတွင်အချက်၅ချက်ဖြင့်ပေါမောက်ကဒေါက်တာဇက်ထရယ်အဘလူဇာကပြောဆိုလိုက်ပါတယ်ဒေါက်ပေါမောက်ကဒေါက်တာဇက်ထရယ်အဘလူဇာကအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC အခြေစိုက် National World College မှာပါမောက်ခတဦးဖြစ်ပြီးမတ်လ22ရက်နေ့မှာမတ်လ23ရက်နေ့အထိထိုင်းလွတ်တော်နေ့ကျင်းပခဲ့တော့တည်တံ့ခိုင်မြဲသောညီဝိချင်းနှင့်လုံခြုံရေးတွတ်တက်အောင်မြင်စေခြင်းထိုင်းနှင့်အာဆီယံ၏နယ်စပ်တည်ငြိမ်မှုဒီမိုကရေစီတို့အဖွဲ့အစည်းတည်ဆောက်ရေးလမ်းကြောင်းဆွေးနွေးပွဲတွင်၎င်းကအထက်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည့်မြန်မာစစ်တပ်နေခြင်းမခံနိုင်သည့်စစ်ပွဲကိုအလွန်အကျွံတိုက် နေခြင်းဖြစ်ပြီးအဆိုပါလောက်ရကြတနိုင်ငံလုံးကို၎င်းတို့နဲ့အတူဆွဲချနေခြင်းဖြစ်ကြောင်းစစ်တပ်အနေဖြင့်အနိုင်မရသည့်စစ်ဖြစ်သည်ကိုအထောက်အထား၅ချက်ဖြင့်၎င်းကတင်ပြပြောဆိုဆွေးနွေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါကတော့တကယ်မှန်ပါတယ်ဒါကိုစစ်ကောင်းဆောင်တွေအပါအဝင်เนาะသူတို့စစ်တပ်ထောက်ခံတဲ့လူတွေလည်းကောင်းကောင်းတိပါတယ်ဒါပေမဲ့တိပေမဲ့เนาะဒေါက်တာပြောရသလိုပဲမြေကြီးပဲကြံ့နေပါစေဆိုတော့ခေါင်းစဉ်နဲ့နောက်ဆုံးအချိန်ထိမင်းအောင်နိုင်ရတိုက်သွားမှာပါဒါကြောင့်မလို့ရန်သူကအဲ့လောက်ထိရန်ငါပြတ်နေတဲ့အချိန်မှာ ကျွန်တော်တို့ဘက်ကလည်းပြက်သားတဲ့အရာကိုပြက်သားဖို့လိုအပ်တယ်တော်လှန်ရေးကိုအချိန်ဆွဲနေလို့ရှိရင်တော်လှန်သူဘက်ကပဲအင်အားတွေစုပ်ယုတ်ပါတယ်ဒါကိုအားလုံးတိဖို့လိုတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တော်လှန်ရေးကိုခက်မြန်မြန်ရှေ့ရောက်ဖို့အတွက်ပြက်သားတဲ့အရာတွေတော့ကျွန်တော်တို့ပြက်သားမှာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့တနင်္လာနေ့တိုင်းတဝဲခရိုင်ရေပြူမြို့နယ်အမှတ်၈ပြည်တော်စုလမ်းတွင်လမ်းကင်းထွက်လာတဲ့စစ်သက်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာဗုံးမှုတဦးအပါအဝင်စစ်သား20ကျော်တေဆုံးပြီး RPG တလက်အပါအဝင်လက်နက်5လက်30ရရှိကြောင်းဒုရကစစ်ကြောင်းမှတာဝန်ရှိသူတဦးကပြောကြားတယ် ယမန်နေ့မတ်လ24ရက်နေ့နနက်9နာရီခန့်အချိန်ရေပြူမြို့နယ်ညင်းထွေးရွာနှင့်ကြောက်ကညာရွာအကြားရေးတဝဲအမှတ်ရှိပြည်အောင်စုလမ်းမကြီးတစ်ချောက်တွင်လမ်းကင်းထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဒုရကစစ်ကြောင်း၏ရဲဘော်များကကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထို့သောပြစ်ခတ်တိုက်ခိုက်မှုတွင်ဗိုလ်မှူးအဆင့်ရှိသူတဦးအပါအဝင်စစ်သား20ကျော်တေဆုံးပြီးအများအပြားဒဏ်ရာရရှိက RPG ခုနှစ်အမျိုးအစားလက်နက်ငယ်တစ်လက် MA4 အမျိုးအစားတနတ်တလက် MA3 အမျိုးအစားတနတ်တလက် MA1 အမျိုးအစားတနတ်နှစ်လက်နဲ့ဆက်ဆက်ပစ္စည်းတချို့တိမ့်ဆဲရရှိခဲ့ပြီးရှစ်ကောင်စီစစ်တပ်ကလက်နက်ကြီးပစ်ကူအများပြားနဲ့ပါရာမိုတာတစ်စီးဖြင့်ပစ်ကူပေးခဲ့ကြောင်းသိရပါတယ်။ဒါတော့တနင်္လာရီတိုင်းမှာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲဖြစ်ပါတယ်။ဗိုလ်မှူးအဆင့်ရှိသူတကောင်နဲ့နော်ခွေးခွနကောင်ကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်ဆိုပြီးတော့ထုတ်ပြန်လာတာဖြစ်ပါတယ်။အဲ့တော့ရတဲ့လက်နက်တွေ RPG အပါအဝင်လက်နက်တွေရခဲ့တဲ့အတွက် RPG တလက်ကတန်ဖိုးတွေ မနှဲပါဘူးဒါပေမဲ့ကိုယ့်ဘက်ကအထီးကိုက်ကြာရှုံးမရှိဖို့အရေးကြီးတယ်ဒီလိုမျိုးအောင်ပွဲမျိုးတွေတနိုင်ငံလုံးများများရပါတယ်တောင်းပါတယ်ဟုတ်ကဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးချင်ပါတယ်ဆေးအာနာတိန်ပြီးနောက်ပိုင်းကာကွယ်ရေးအတွက်ဘတ်ဂျက်ပုံမှုအတုံးပြုနေရတယ်လို့အာနာတိန်ခေါင်းဆောင်မင်းအောင်နိုင်ကဝန်ခံပြောကြားလိုက်ပါတယ်တိုင်းပြည်အာနာကိုအကြမ်းဖက်ရယူထားတဲ့မင်းအောင်နိုင်ကနေပြည်တော်မှာကျင်းပတဲ့ဗဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာယခုလိုထည့်သွင်းပြောကြားလိုက်တာပါနိုင်ငံတော်ဝန်တိုင်းသားတွေနဲ့တော်နိုင်အင်အားစုတွေကိုစစ်ကောင်စီကတိုက်ခိုက်နေမှုကိုတိုင်းပြည်ကာကွယ်ရေးအတွက်လို့ခေါင်းစဉ်တက်ကာ မင်းအောင်လှိုင်ကနိုင်ငံတော်ဘတ်ဂျက်ထဲမှာစစ်အတုံးစေးကိုပုံမအတုံးပြူလာတာလည်းဖြစ်ပါတယ်။တစ်ဆက်ထဲမှာပဲဗန္ဒာငွေကိုပြည်သေးရေးကာကွယ်ရေးကျမ်းမာရေးနဲ့ပညာရေးကဏ္ဍတွေမှာအတုံးစေးတွေတိုးမြှင့်ပေးလျက်ရှိတယ်လို့လည်းမင်းအောင်လှိုင်ကပြောပါတယ်။စစ်တပ်ဟာ2021ခုနှစ်နောက်ပိုင်းအမေရိကန်ဒေါ်လာတန်းချီတန်းရာချီကိုနှစ်စဉ်တိုးတုံးနေပြီးလေကြောင်းတိုက်ခိုက်မှုတွေမှာအ धिक အတုံးပြူနေတယ်လို့တက်ကြွလှုပ်ရှားတဲ့ရက်ဖက်အဖွဲ့အစည်းတွေကအတိအထုတ်ပြန်ထားပါတယ်။ထူးသဖြင့်လေရင်လောင်စာစီနဲ့စစ်လက်နက်ပစ္စည်းတွေ တိုက်ခိုက်ရေးလေရင်နဲ့ drone တွေပုံမဝဲယူဖြစ်တင်းပြီးတိုင်းရင်းသားဒေသတွေနဲ့တော်လိုင်းအင်အားစုတို့တိုက်ခိုက်မှာအဓိကအတုံးပြူနေတာဖြစ်ပါတယ်။ဒါကတော့နော်မဝင်ခံလို့လည်းမရပါဘူး။လက်ရှိကျွန်တော်တို့တိုင်းပြည်မှာတနိုင်ကန်လုံးရဲ့ဘတ်ဂျက်ကိုအများဆုံးအတုံးပြူနေတာဒီစစ်ပွဲအတုံးစေးပါ။ကျွန်တော်အမြဲရှင်းပြသလိုပဲလက်ရှိကျွန်တော်တို့တိုင်းပြည်ရဲ့အကုံဆုံးစစ်ပွဲအတုံးစေးမှာနှစ်ဖက်ကုံကြစေးရှိပါတယ်။တစ်ဖက်ကတော့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေပါ။တစ်ဖက်ကတော့စစ်ကောင်စီပါ။အဲ့တော့တိုင်းရင်းသားလက်နက်ကိုင်တွေကုံကြတဲ့ငွေဒီ ဒီပြည်သူတွေကနေတရားဝင်ခွဲပြစ်ဖို့ကြည်ပိုးပါဆိုပြီးတော့ထဲဝင်ကြတဲ့ငွေတွေပဲဖြစ်ပါတယ်အဲ့တော့ဒီငွေတွေကတော့ရှင်းပါတယ်တိုင်းပြည်တော်လှန်ရေးအတွက်ပြည်သူတဦးတယောက်ချင်းစီကဒါဟာတိုင်းပြည်တော်လှန်ရေးနေရာမှာအတုံးပြည့်ဖို့ဆိုပြီးတော့ထဲဝင်ကြတဲ့ငွေကြေးတွေဒါပေမဲ့တစ်ဖက်စစ်ကောင်စီဘက်မှာကုန်ကြတဲ့ငွေကြေးတွေဒီကျွန်တော်အရှင်းမှာဗီဒီယိုတွေမှာရှင်းပြခဲ့သလိုပဲ16တိတထောက်ထောက်ဝိုင်းတောင်မှာအနည်းဆုံး6800မြန်မာငွေနဲ့ကုန်ပါတယ်အဲ့တော့စကန်တစ်ခုတိမ့်မယ်ဆိုရင်ရဲဘော်တယောက်ကိုကြီ250 300ကုန်တာဖြစ်တဲ့အတွက် စစ်ကောင်စီဘက်အချမ်းကတိုက်ပွဲတစ်ခုရဲ့ကုန်ကျစရိတ်တီဘလောက်ထိဖြစ်သွားမလဲဆိုတာတိမ်ပေါင်းဘလောက်ထိဖြစ်သွားမလဲဆိုတာတွက်ကြည့်လိုက်ရင်တိပါတယ်လေရင်တချောင်းပြန်တဲ့လေရင်စီစရိတ်နော်လက်နက်ကြီးတချောင်းပြည့်တဲ့လက်နက်ကြီးကြီးတထောက်ကတန်ဖို့ဒါတွေအားလုံးဟာကျွန်တော်တို့တိုင်းပြည်ပြည်သူတွေရဲ့အခွန်တွေချွေးနှဲစာတွေကနေကျွန်တော်တို့ပြည်သူကိုပြန်လဲတတ်ဖြတ်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်ပနိုင်ငံတွေမှာရောက်နေတဲ့မြန်မာနိုင်ငံတွေနဲ့ဒါတွေရှိရနေနီးမျိုးစုံနဲ့အခွန်တွေတောင်းနေတဲ့စစ်ကောင်စီရဲ့လောက်ရဟာ ကျွန်တော်တို့ရှိကငွေကိုတောင်းပြီးတော့ကျွန်တော်တို့ရဲ့ဆွေမျိုးသားချင်းအဘိုးဘွားမိဘတွေကိုပြန်လည်တက်ပြတ်တဲ့နေရာမှာအတုံးပြူလာလို့ကျွန်တော်တို့ရှင်းပြခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီတော်လှန်ရေးဟာကျွန်တော်တို့ဘက်ကရန်သူကိုအားမပေးဖို့လိုအပ်ပါတယ်။အဓိကကတော့ပါတယ်တော်လှန်ခြင်းစိတ်ပဲလိုအပ်ပါတယ်။အဓိကကိုကိုတက်တဲ့ကြည်ဖို့ကိုကိုတိုင်းမပါဝင်ဖို့အရေးကြီးပါတယ်ပြည်တွင်းမှာနေတဲ့လူတွေဆိုရင်လည်းဒီစစ်ကောင်စီထုတ်ကုန်တွေကိုဝယ်ယူအားပေးတာတွေမလုပ်ဖို့အဓိကစစ်ကောင်စီတွေနဲ့ဝေဝေးနေဖို့ဒါတွေဟာတော်လှန်ရေးမှာပူးပေါင်းတဲ့လှုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ် ားလုံးကိုဟိုနိုင်တဲ့လောက်လှုပ်ဆောင်ကြဖို့လေတွန်လိုင်းအင်အားစုတွေကအမြဲပဲတိုက်တွန်းနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တင်ဆက်ခဲ့တဲ့တင်းတွေကိုအစအနေအဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့ညိုမောင်တို့မှတူးတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တွေနေ့စဉ်ရက်ဆက်အခုလိုတင်းအတူထားတွေကိုတနေရာတဲ့စောင့်မျှော်ကြည့်ရှုနိုင်အောင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းပါ